ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ခွနစ်တသမခွနစ်အင်အားပြင်းငလျင်ကြောင့်ဖျားကြောက်ကန့်စီဒီပထိုးနဲ့လူနေအိမ်အပါအဝင်အဆောက်အအုံ9000ကျော်ပျက်စီးဆုံးရှုံးခဲ့ရကဧပြီလ10ရက်နေ့အထိသေဆုံးသူ3649ယောက်ရှိခဲ့တယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။ ဧပြီလ10ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှာဖွေကေစီရီနဲ့အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ကိုနေပြည်တော်မှာပြုလုပ်တဲ့ဂုံပြူနှုတ်ဆက်ခြင်းအခမ်းအနားမှာဒုတိယစေကောင်းဆောင်ဒုတိယဘုရှုပ်ကြီးစိုးဝင်းကပြောကြားသွားခဲ့တာဖြစ်ပါတယ်။ငလီရင်ကျောင်းလူနေအိမ်စုစုပေါင်း6000ကျော်၊ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း3500 14ကျောင်း၊စာသင်ကျောင်း2366ကျောင်း၊ဌာနဆိုင်ရာယုံအဆောက်အအုံ3688လုံး တတားပေါင်း155စင်းဖျားစီဒီစုစုပေါင်း9620စုအထိထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ဧပြီလ10ရက်နေ့မနက်ပိုင်းအထိသေဆုံးသူဥယျ3649ယောက်ထိခိုက်ဒဏ်ရာရရှိသူ9018ယောက်နဲ့ပျောက်ဆုံးသူဥယျ145ယောက်အထိရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။